ဘလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာစီလိုနာသင်းကဒီအက်ကလစီကိုပွဲစဉ်နီးလာမှာသူ့ရဲ့ကစားသမားတွေတန်ရန်ရတာကကျွန်တော်ဇက်တိုက်ဆိုသူတို့ပဲကြားနေရတယ်နောက်ပိုင်းမှာသတင်းကပထမတရက်ကိုသတင်းကောင်းတွေကြားလိုက်ပြီးသတင်းဆိုးတွေပြန်ဖြစ်သွားလိုက်သတင်းကောင်းတွေဖြစ်လိုက်ဒီလိုမျိုးဖြစ်နေဒီနေရာမှာကျွန်တော်ပြောရမယ်ဆိုဒီသတင်းရကြည့်ရမယ်ဆိုရင်ပထမလွန်ခဲ့တဲ့နှစ်ရက်ကပေါ့နော်ကျွန်တော်သတင်းကောင်းအနေနဲ့ကျွန်တော်ရဲ့အဓိကကစားသမားဖြစ်တဲ့ရာဖီညာ ရာဖိညာကဒီပွဲစဉ်ကိုပြန်ကစားဖို့အတွက်ယာနှုံးပြည့်လေ့ကျင့်ခန်းပြင်ဆင်နိုင်ခဲ့ပြီသူဒီလေ့ကျင့်ရင်းကွင်းမှာကွန်ပျူတာထောပနာပြုတာတွေပါတယ်ပါလာပြီပုံမှန်လေ့ကျင့်ခန်းပြင်ဆင်နိုင်ပြီရာဖိညာတရားရဂနှုံးပြန်လာပြီပြီးတော့မှဒီဖာနန်တော့ရဖာနန်တော့ရလည်းအကောင်းဆုံးနေထိုင်နဲ့ပြန်လာနိုင်ပြီလို့ကျွန်တော်သတင်းတွေကြားခဲ့တယ်ဒီနောက်မှာတော့ကျွန်တော်သတင်းဆိုးအနေနဲ့ဖရန်ကီဒီချောင်းကဒီအစအိမ်ယောဂခန်းစားပြီးတော့မှလေ့ကျင့်ခန်းကနေနှုတ်ထွက်သွားတယ်ဒါကအက်ကလစီကိုပွဲကိုထိခိုက်မယ်လို့ဆိုတဲ့သတင်းတွေကျွန်တော်ဇက်တိုက်တက်လာတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က တစ်ဖက်ကဝမ်းသာစရာသတင်းစီလို့တစ်ဖက်မှာသတင်းဆိုရဖြစ်လာပြန်ဒါပေမဲ့ကျွန်တော်ဒီနေ့တရက်ပြန်ချားသွားတဲ့ချိန်မှာကလေးကြတော့ကျွန်တော်မနေရပါဘူးเนาะဒါပြောမှုဆိုနောက်တရက်မှာသတင်းကနောက်တစ်မျိုးထပ်ဖြစ်သွားတယ်ဒါကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဓိကမျော်လင့်ထားတဲ့ကစားသမားရာဖီညာကလုံးဝစန့်ကျင်ဘက်အနေနဲ့ဒီလေးချင်ဝင်ကိုနှုတ်ထွက်သွားတယ်ဒဏ်ရာအကြောင်းပြချက်ပေါ့เนาะနောက်မှတက်လာတဲ့သတင်းတွေရကြတော့ဒါရာဖီညာကဒဏ်ရာကတလားနီပါပြန်လာရမယ်ကျွန်တော်လာမယ်နိုဝင်ဘာလဒီနိုင်ငံတကာပွဲစဉ်တွေပြီးမှပဲရာဖီညာပြန်လာမယ်အနေထားဖြစ်သွားပြီ တလနီပါလောင်ဘာစနာဘာစနာရဲ့အတိကပွဲစဉ်၄၅ပွဲကိုထပ်ပြီးတော့မှအနားယူရတော့မယ်။ဒါကျွန်တော်တို့အားလုံးမျှော်လင့်တာတဲ့အက်ကလစီကိုပွဲကစားမဲ့ကစားသမားအတိကကစားသမားမိန်ကစားသမားတယောက်။ဒါလုံးဝဆန့်ကျင်ဘက်အနေထားပြန်ဖြစ်သွားတယ်။တဖက်ကလည်းဖရန်ကီဒီချောင်းကဒါမနေ့ကဒီလေ့ကျင့်ခွင့်မဆင်းနိုင်တဲ့ကစားသမားကဒီကျွန်တော်ဒီနေ့မှကြာတော့ပုံမှန်နေထားတည့်ရက်နဲ့သူကလေ့ကျင့်ခွင့်ပြင်ဆင်လာတယ်။ဒါပြောမှဆိုရင်တော့တည်ငောင်းဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ပြီးတော့မှ Frankie ဒီချောင်းရဲ့ဒီကျွန်တော် ဖာလန်တော့ရဲ့ဒီကစားသမားတွေကပုံမှန်အသင်းနဲ့တူပြန်လဲပူပေါင်းနိုင်ခဲ့ပြီဒါပြောမစွင်တော့ဒီအက်ကလစီကိုပွဲစဉ်ကိုအဓိကပြန်ကစားမဲ့အနေအထားဖြစ်လာတယ်တစ်ဖက်မှာလည်းကျွန်တော်ရဲ့ဒီစိုက်ဘက်ကစားသမားချူကွန်တေချူကွန်တေရဲ့အကြောင်းပြချက်ကတော့သူတို့မမေရသတင်းထဲမှာမရေးတာကိုရေးထားတာကဒီ training နဲ့ရပ်သူဇက်တိုက်ပြတ်တယ် training နဲ့ရပ်ပြတ်တယ်ကနေဒီကစားသမားကအက်ကလစီကိုပွဲစဉ်ပါဘူးဆိုတာလုံးဝကျွန်တော်85ရာခိုင်နှုန်းလောက်မဖြစ်နိုင်တဲ့အနေအထားတွေပြန်ဖြစ်လာပြီဒါပြောချင်တာဘာစင်နော်ရဲ့ကစားသမားတွေကဒီပွဲနီးလာမှာ ကျွန်တော်ငိုကလည်းအဓိကကစားသမားတွေဇက်တိုက်တန်ရရတာတဲ့ပြင်ထပ်ပြီးတော့မှကစားသမားတွေအစ်စ်တွေကထပ်ပြီးတော့ပေါင်ထည့်တယ်လို့ဖြစ်လာပြီဒီတွက်ကြောင့်အခုဆိုရင်အဓိကကစားသမားဂိုသမားဂျွမ်ဂါစီယာမပါတော့ဘူးပြီးတော့မှလီမရော့စကီမပါဘူးပြီးတော့မှဂါဘီမပါဘူးပြီးတော့မှဒန်နီအိုမိုမပါဘူးအခုဆိုရင်ကျွန်တော်ဒါဒီရာဗီညာထပ်ပါလာဒါဖရန်ကီဒီကြောင့်ကျွန်တော်စောက်ကြည့်စီရင်ထဲမှာပါနေတော့မယ်တေချာလားမတေချာလားမသိဘူးပြီးတော့မှကျွန်တော်ဂျူခွန်တေဒီကစားသမား9ယောက်ဆိုရင်ဒါ ဘာဇူနာရဲ့အဓိကကစားသမား9ယောက်ဒီကစားသမားတွေအခုဆိုရင်ဒီပွဲစဉ်ကစားဖို့အတွက်နည်းနည်းလေးဒီစောက်ကြီးခံကစားသမား2ဦးဖြစ်မယ်ပြီးတော့မှ9ယောက်ကကျင်းတိမပါတော့ဒါမနစ်ကဆိုဒီကစားသမားဒါကိုသမားဖိမယ်ဆိုအဓိကကစားသမားတွေပေါ့နော်ဒီရီရဲနဲ့တွေ့တဲ့အချိန်မှာအဓိကကစားခဲ့တဲ့ကစားသမားတွေဒီနှစ်မှာတော့ဒါတဝက်ကြကြော်လောက်ကမပါမနဲ့ရီရဲကိုကျွန်တော်ကရင်ဆိုင်ရတော့မှဖြစ်တယ်ဒါကြီးကလည်းပြောမှဆိုသူရဲ့အကောင်းဆုံးအနေထားမဟုတ်ပေမဲ့လည်းနင်းပြတဲ့နဲ့ပုံစံကောင်းတရားမှာဆင့်နေတဲ့အသင်းမျိုးပြီးတော့မှ အင်ဘာပေရဲ့အကောင်းဆုံးအချိန်ပိုင်ဆိုင်တဲ့အသင်းဒီတွဲကြောင့်ဒီဒဏ်ရာဆင်းတွေကကျွန်တော်တို့ဘာစီလိုနာဖန်တွေတွတ်တော့တာစိတ်ပြက်စရာရသက်တပတ်လို့တော့ကျွန်တော်မြင်မိပါတယ်ဘာစီလိုနာဖန်တွေနေနဲ့အခုလိုဒဏ်ရာရတဲ့အချိန်မှာအက်ကလစီကိုပွဲစဉ်ကိုဘယ်လိုရလက်မျိုးထွက်လာမယ်လို့ထင်မိပါလဲကျွန်တော်ကမှလေးတို့မှမှတ်ချက်ရေးသွားကြပါအောင်ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီနေ့မှကြည့်ဖြစ်တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ subscribe လုပ်ထားရသည်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်သွားဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်ပြီးတော့မှကျွန်တော်ရဲ့ facebook page ဖြစ်တဲ့ at about football page လေးကိုလည်း follow and like လေးများလုပ်သွားပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်